အလုံးမဲ့မင်္ဂလာပါကျွန်တော်ကလီဘောမြန်မာ fan base ကစဉ်သက်ပါဆိုတော့အဲအခုကျွန်တော်ဒါတင်ဆက်ပေးသွားမယ့်အကြောင်းအရာကကျွန်တော်ညာကဒီလီဘာပူးနဲ့ Real Madrid ပွဲပေါ့နော်ဒီ Real ကို1-0နဲ့ကျွန်တော်နိုင်တဲ့ပွဲမှာဒါကစားသမားတွေရဲ့ rating လေးတွေနဲ့ကျွန်တော်ရဲ့ကစားသမားတယောက်ချင်းစီအပေါ်အမြင်လေးတွေပေါ့နော်ဒါလေးကိုကျွန်တော်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပေါ့နော်အဲဆိုတော့အာပထမဦးဆုံးအနေနဲ့ Liverpool ကဒီနေ့ဒါ ပေါ်ထက်လူစင်းအနေနဲ့ကျွန်တော်တို့ကိုသမားနေရာမှာမမတက်ချ်ပလေးရဲ့နောက်တန်းတစ်ယောက်နေရာမှာရိုဘတ်ဆင်ဗန်ဒိုက်ခွန်နာတီနဲ့ဘရစ်လီပေါ့နော်အဲခုနေ့မှာဆိုရင်တော့မာကာရဲ့ဒီကရင်ဘတ်ရဲ့ဆူဘစ်လိုက်ရဲ့ပေါ်ထလာတယ်အဲရှေ့တဲမှာဆိုရင်တော့ဒါဘယ်တောင်မှမှာဆိုရင်ဒါ Florian VS တဲ့အဲ Ikidi Gear အထောင်းညာဝင်းမှာ right wing မှာကဒါ Mohamed Salah ပေါ့နော်ဒီအာဒီ formation ဒါပွဲထွက်လာတာကိုတွေ့ရတယ်ပေါ့နော်အာဆိုတော့စာပြပုံမှာကဒါ Florian VS ကကျွန်တော်တို့ ဒါဘယ်ချမ်းပေါ့နော်ဘယ်ချမ်းဒီတောင်မှန်ကစားတဲ့ပုံစံမျိုးဆိုပြီးမယ်တကယ်တကယ်သူကစားသွားတဲ့ပုံစံကတော့ဒါတောင်မှန်တစ်ဖက်ထဲမှာပဲသူအာဒီထပ်ပေါ်ကဘိုလိုလိုမျိုးပေါ့နော်တောင်မှန်တစ်ဖက်ထဲမှာပဲသူဆော့သွားတာမျိုးမဟုတ်ဘူးသူအနေနဲ့ဒါကွင်းနယ်ရဲ့ကွင်းနယ်တိုက်စစ်ကွင်းနယ်တိုက်စစ်ကောဒီအတင်းရဲ့တိုက်စစ်အတွက်ကောသူလွတ်လပ်လပ်ကိုသူဒါဆော့သွားတာမျိုးတွေ့ရတယ်ပေါ့နော်ကိုအခုအတင်းရဲ့တိုက်စစ်စီနေတဲ့အခါမျိုးကြာရယ်ပေါ့နော်ဆိုတော့ အဲပထမအဆုံးအနေနဲ့ဒါကိုသမားနေပြီးကျွန်တော်တို့စလိုက်အောင်ပေါ့နော်အဲကျွန်တော်မမ display ပေါ့နော်အဲမမ display ကကျွန်တော်တို့ဒီနေပွဲမှာကထွေထူးထူးအလုံးမများဘူးလို့ပဲအဲပြောရမှာပေါ့နော်အဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အဲသူတကယ်တကယ်ပေါ့နော်တကယ်တကယ်ရင်ခုန်စီရလောက်တဲ့အလုံးဆိုလို့ဒါဒီ velingan ပေါ့နော် velingan အနိကက်ကန်သွားတဲ့အလုံးပဲရှိရပေါ့နော်တခြားအချိန်ဒီတခြားအရာတွေကသူ့ကို ဟိုဘယ်လိုပြောမလဲသူ့ကိုချင်းချောက်နိုင်တဲ့ကံညံမျိုးတွေမတွေ့ရဘူးပေါ့နော်ဒါအဒဂူလာတလုံးဒီအေရီယာပြင်ပနေပြီးတော့ကန်လိုက်တဲ့တလုံးတော့ရှိရဲဒါပေမဲ့အဲသူကောင်းမွန်မွန်မဲတာကိုဟန်ဒယ်လုပ်သွားနိုင်တာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါဒီမမဒက်စပလေးကကျွန်တော်ဒါ rating 7ပေးပေးတယ်ပေါ့နော်အဲပြီးနောက်တစ်ခုနောက်နောက်တန်းကိုသွားရအောင်နောက်တန်းမှာဆိုရင်တော့ဒါပထမဆုံးစပြောချင်တာက corner bread လေးပေါ့နော်ကျွန်တော်ဒီ corner bread လေးလို့ပြောလိုက်မယ်ဆိုရင် အဒီနှစ်ပေါ့နော်ဒီနှစ်မှာဒါဖောင်လဲဖောင်လဲအောက်နေရဲ့ပြီးနောက်တစ်ခုကခြေစွမ်းပြဖို့လဲရုံးကန်နေရတဲ့ကစားသမားအဖြစ်ကျွန်တော်တို့မြင်ခဲ့ကြရတယ်ပေါ့နော်အဲဒါပေမဲ့အဲအဲ့ဒီအမြင်တွေကပြီးခဲ့တဲ့ဒီ Aston Villa နဲ့ပွဲကနေစပြီးတော့ဒါပြောင်းသွားတယ်လို့ပဲပြောလို့ရတယ်အထူးသဖြင့်ဒီအသင်းကအသင်းကဒီအရင်ကသူတို့ဒီဘယ်လိုပြောရမလဲအရင်ကသူတို့ဒီအသားကြပီတာကစားကွက်အသားကြပီတာကစားဟန်ကိုပြန်ပြီးတော့ဆော့လိုက်တဲ့အခါ ခါမှာပေါ့နော်ဒီအရင်ကကစားသမားဟောင်းနေဖြစ်တဲ့ဒီကော်နာဘရက်ဒလီတို့ကလည်းခြေစွမ်းနေပြန်ပြလာတာမျိုးကိုတွေ့ရတယ်ဒီနှစ်ပွဲမှာလည်းအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ Vinicius Junior ကိုအကောင်းမွန်ဆုံးကောင်းကောင်းကြီးကိုသူအိတ်ကတ်ထဲကောက်ထည့်ထားနိုင်တာကိုတွေ့ရတယ်ပေါ့နော်အဲကျွန်တော်တို့ဒါပွဲပြီးမှပြောတဲ့ပွဲကြိုကပွဲပြီးစကားရပြန်ပြောမယ်ဆိုရင် Vinicius ကသူ့ကိုကြော်ကြော်တဲ့အရေးအတွက်ကကွန်နာဘရလီက Vinicius ကိုကြော်တဲ့အရေးအတွက်ကိုမမိဘူးလို့တော့ပြောလို့ရရပါတော့ ဆိုတော့ဒီ corner rally ကဒါဒီဒီ grading အနေနဲ့ကျွန်တော်9ပြနေတယ်ပေါ့နော်အဲသူ့အနေနဲ့ကလည်းဒါ9နဲ့လည်းထိုက်တတ်တယ်ခန်းစစ်ကိုတေချာအဓိကတော့ခန်းစစ်ကိုတေချာအာယုံဆိုင်ပြီးကစားသွားတဲ့အပြင်ကိုအကွန်းလေဒီကွန်းနဲ့အကွန်းလေရောဒီတိုက်စစ်မိုဟာမက်ဆာလာနဲ့ရောချိတ်ဆက်ပြီးတက်ကစားပုံကလည်းတော်တော်ကိုတိုးတက်ကောင်းမွန်လာတာကိုတွေ့ရတယ်ပေါ့နော်အပြင်နောက်တစ်ယောက်ကကိုနာတီပေါ့နော်အဲကိုနာတီကဒီနေပွဲမှာဒါအပွဲချူမာကကျွန်တော်တို့နည်းနည်းလေးစိုးရင်ဒဲပေါ့နော်စိုးရင်ခဲရတယ်။ဘာကြောင့်လဲဆိုတော့ကိုနာတီက ဒီဒီဒီနှစ်မှာအရန်ကြီးဒီ blind ပဲစိတ်ချရတဲ့ပုံစံမျိုးမရှိဘူးပေါ့နော်တခါလေထထပြီးရောဒါဖောက်တက်တဲ့အနေအထားမျိုးရှိရပေါ့နော်အဲဒါပေမဲ့သူ့ရဲ့ဒါပွဲကြီးတွေမှာပေါ့နော်ပွဲကြီးတွေအသင်းကြီးတွေနဲ့တွေ့ရင်ခြေစွမ်းပြလေးရှိရပုံဝင်ခြေစွမ်းပြန်ရလေးရှိရထုံးစံအတိုင်းပဲအဒီနေ့ပွဲမှာကိုနာတေးကဗန်ဒိုက်နဲ့အတူခန်းစစ်မှာအကောင်းဆုံးဒါအတွက်ဖက်ပြီးတော့အခြေဆွမ်းပြသွားတာကိုတွေ့ရတယ်။အဲတခုထူးခြားတာက Van Dijk က sorry Van Dijk ပြတယ်။ Konate က ဒီတစ်ဖက်ကပေါ့နော်တစ်ဖက်ကဒီပြိုင်မဲ့ကစားသမားတွေဝင်ပြီးတော့ present ပေးရအနေထားတွေမှာဆိုရင်တော့မသူ့အနေနဲ့အဲကောင်းကောင်းအတော်ကို handle လုပ်ပြီးတော့ဖြည့်ရှင်းနိုင်တာကိုတွေ့ရတယ်။အဲဒီဒုတိယပိုင်းမှာဆိုရင်သူကဒါဟိုဒီကစားသမား3-4ယောက်လောက်ကို body fit 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 လေးပြပြီးတော့အရှိအထိဆွဲတက်တဲ့ပုံစံမျိုးလေးတွေတောင်းတွေ့ခဲ့ရတယ်ပေါ့နော်။ဆိုတော့ကိုနာတင်းကိုအာကျွန်တော်ကဒါ8ပေးခြင်းနဲ့ပေါ့နော်။ အဲနောက်တစ်ယောက်ကတော့ Van Dyke ပေါ့နော် Van Dyke ကတော့ထွေထူးထူးပြောစရာမရှိဘူးအဲသူ့အနေနဲ့ဒီနှစ်ပွဲမှာကဒါ leading role ပေါ့နော် leading role ကိုအကောင်းဆုံးသူအဲဆော့သွားတယ်အကောင်းဆုံးသူကစားသွားတာတွေ့ရတယ်အအထူးသဖြင့်သူ့အနေနဲ့ကဒါအာဒီ sorry ဒီ corner တေးတို့လို့ဟို pace ပေါ့နော် speed ကမရှိတာဖြစ်တဲ့အတွက်သူ့အနေနဲ့ အဲဘောလုံးကိုဖြတ်တောက်ပြီးတော့ဒီ position ကောင်းကောင်းနဲ့ကစားဖို့ကိုပဲသူအာရုံစိုက်သွားတယ်ပေါ့နော်အဲအထူးသဖြင့်ဒီ position ကောင်းကောင်းနဲ့သူအာရုံစိုက်မယ်ပြီးတော့ရင်ဒီအသင်းဘော်တွေကိုသူညွှန်ကြားပြီးတော့ကစားမယ်ခန်းစစ်တိုင်းကိုဥဆောင်မယ်ပြီးရင်ဒီအမြင်ဘောတွေကိုဒါရှင်းထုတ်မယ်ပေါ့နော်ဒီအချက်တက်တွေကိုဒီအချက်တွေကိုပဲသူကအဓိကထားပြီးတော့အဲဆော့သွားတာမျိုးတွေ့ရတယ်ပေါ့နော်အဲအထူးသဖြင့်တော့ဒီ Real Madrid ရဲ့အမြင်ဘောတွေဒီအာဒီတောက်ကန်ဘောတွေကကော်နာဒီနဲ့ဗန်ဒိုက်ရှိနေတဲ့ဒီနောက်တန်းကိုလုံးဝ ကျော်ကျော်ဖြတ်နိုင်ခြင်းမရှိဘူးပေါ့နော်ဆိုတော့ဒါ Van Dyke ကိုကျွန်တော်က7.5ပေးခြင်းတယ်ပေါ့နော်အဲနောက်တစ်ယောက်ကကျွန်တော်တို့ Corner Bradley ပေါ့အာ sorry ဒီ Robertson ပေါ့နော်ကျွန်တော်တို့ရဲ့ဒါမေးပြောက်ခံကစားသမားကြီးဒါမေးရော့ခံကစားသမားကြီးလို့ပဲပြောရမှာပေါ့အဲမနေ့ကသူပေါ့နော်ခြေစွမ်းအနေငယ်ရင်းရင်တဲ့အချိန်အချိန်မှာပေါ့နော်ဒါဝေဘန်တန်ဒီဒီပြည့်တင်တဲ့နေအများကြီးထွက်လာခဲ့တယ်ရိုဘတ်ဆင်ကဒါကြနေပြီရိုဘတ်ဆင်နေရာကိုဒါအစားထိုးဖို့လိုနေပြီပေါ့နော်အစားထိုးဖို့လိုနေပြီဒီနေရာက ်လီဗာပူးရဲ့အားအနည်းဆုံးနေရာတဲ့တနေရာဆိုပြီးတော့ကျွန်တော်တို့တတ်မှတ်ခဲ့ကြရပေါ့နော်အဲအဲ့ဒီတတ်မှတ်ခဲ့ကြတဲ့အရာတွေကိုသူကဒီနှစ်မှာတော့သူ့ရဲ့ဒါနှစ်ပွဲဆက်ပေါ့နော်နှစ်ပွဲဆက်အသင်းဒီအသင်းကိုကလင်းရှိရအောင်ကူညီပေးပြီးတော့ပြီးအသင်းကိုနိုင်ပွဲပြန်ပြီးတော့ပေါ်ဆောင်ပေးပြီးတော့သူကဒါပြန်ပြီးတော့ခြေပြက်ပြနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အသစ်ခွန်ယူထားတဲ့ဒီကက်ကက်စ်ကဒီအသင်းရဲ့ကစားပုံအသင်းရဲ့ဒီ system ကိုတိတ်ပြီးတော့ ဒါနားမလည်သေးရဖြစ်တဲ့အတွက်အတင်းအဲကစားပုံမှာတိတ်အံဝင်သေးတာကိုဟိုတွေ့ရတယ်ဗောနအဲ့အတွက်ဒီ reversing ကအခုဆိုရင်ဒါသူ့အနေနဲ့ reporter queen တချို့သူပြန်ရတယ်အပြန်ရတဲ့အပြင်ကိုသူကကောင်းကောင်းကိုဒီအခွင့်အရေးကိုပြန်ပြီးအသုံးချနေတာကိုတွေ့ရတယ်ဗောနအဲသူ့အနေနဲ့ဒါအဓိကတော့သူ့ရဲ့အဓိကအသာချက်ကတော့အတင်းရဲ့ကစားပုံကစားဟန်ကိုကောင်းကောင်းကြီးနှောချနေရလို့ဒါတုံးသက်လို့ရတယ် အဲအထူးသဖြင့်ကတော့ဒီအဲသူ့နေနဲ့အရှိကို progressive carry သွားတင်းတဲ့အခါကျရင်သူဆွဲပြီးတယ်ဘောလုံးပေးတဲ့အခါကျရင်သူပေးရဲအဲပြီးရင် Florian VS အနောက်မှာသွားပြီး support တော့မချင်ကြရင်သူ support ပဲပြောချင်တာက timing ကိုအတက်နိုင်ဆုံးမှန်မှန်ကန်ကန်နဲ့သူဒါသူကစားသွားတာမျိုးတွေ့ရတယ်ဗောနော်အခုမှကျွန်တော်32နှစ်ပဲရှိသေးတာဗောနော်32နှစ်ဆိုတဲ့အသက်အရွယ်ကအရန်ကြီးတို့ခြေစွမ်းအုံးငနေဗောနော်ခြေစွမ်းတော့ဒါဇောက်ထိုးကြီးကြ ွားတဲ့အသက်အရွယ်မဟုတ်သေးဘောเนาะအဒီအာနီဘီယာစလော့အနေနဲ့လဲဒီကြက်ခိုင်မှုပုံမှာမှုတည်ပြီးတော့အာကြက်ခိုင်ပုံမှာမှုတည်ပြီးတော့နည်းနည်းထင်းထင်းသိမ်းသိမ်းလေးဆော့ခါရင်ဒါအများကြီးအသုံးလို့ရအနေထားမျိုးမှာရှိရပါတော့ဆိုတော့ဒီ reference ကိုကျွန်တော်ကဒါ8ပေးခြင်းနဲ့ reference ကဒီနေ့ပွဲမှာ ဒါသူဘယ်ဘက်ချမ်းကရီယယ်မက်ထရီကတိတ်ပြီးအလုံးမလုပ်တာဖြစ်တဲ့အတွက်ကန်ဆယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ defensive action တွေအများကြီးတော့မမြင်လိုက်ရဘူးအထူးသဖြင့်ပထမပိုင်းမှာပေါ့နော်ပထမပိုင်းမှာ defensive defensive action တွေတိတ်မလုပ်ရတာကိုတွေ့ရတယ်ဒီဒုတိယပိုင်းမှာသာအာဒုတိယပိုင်းမှာသာဒီအာဒီရိုဒရီဂိုဝင်လာတဲ့နောက်ပိုင်းမှာသာ defensive ဘိုင်းကိုနည်းနည်းလေးပြန်ပြီးအာယုံ site တဲ့အခြေအနေတွေတွေ့ရရပေါ့နော်ပြီးတော့ကျွန်တော်ကွင်းလေကိုသွားရအောင်ပေါ့နော် အဲကိုယ်လည်းမှာဆိုရင်ကျွန်တော် server slide ရဲ့ဒီ current batch ရဲ့ mac cluster ရဲ့ကစားရဲပေါ့နော်အပြမအောင်ဆုံး current batch ကိုဒါပြောကျင်တယ်ပေါ့နော်အဲ့တော့ current batch ကကျွန်တော်တို့ဒါဘောလုံးရတဲ့အချိန်ပေါ့နော်ကျွန်တော်ဘောလုံးရတဲ့အချိန်မှာအရှိကိုပေါ့နော်အရှိကိုဒါတက်ပြီးတော့ကစားတဲ့အနေထားမျိုးတွေကိုကျွန်တော်တို့အာပကြခဏတွေ့ရတယ်ပေါ့နော်ဒါပထမပိုင်းမှာလည်းသူအရှိကိုတက်ပြီးတော့အရှိထိတက်ပြီးတော့သူကစားတဲ့ပုံစံမျိုးကိုတွေ့ရတယ်လို့ ဒုတိယပိုင်းမှာလည်းကျွန်တော်တို့ဒီအရှိကိုပေါ့နော်အရှိထိတက်ပြီးတော့ဒါအသိန်းပေါ်ရင်းနဲ့ခြေဆက်ကစားရတယ်ပြီးနောက်တစ်ခုကသူ့ကိုယ်တိုင်အရှိကိုဆွဲပြီးတော့ progressive carry လုပ်ပြီးတော့ sorry ပုံစံမျိုးကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ရောဒါအနိုင်ကိုရသွားတဲ့ဂိုးဖြစ်လာမဲ့ဒီ free kick ကလည်းဒါဒီဒီ grand vash ကအရှိကိုပြစ်တက်သွားတဲ့ဟာကို တဖက်ကစားသမားဖြစ်တဲ့ဘယ်လင်ကန်ကပြစ်ဒဏ်ကျူးလွန်လိုက်ပြီလို့ကျွန်တော်တို့ free kick ရသွားတာပေါ့နော်ဆိုတော့ဒါ Grand Bash ကဒီနေ့ပွဲမှာကဒီအသင်းဘောလုံး လက်ခံရရှိတဲ့အချိန်မှာတိုက်စစ်ကိုအကောင်းဆုံးသူ့အနေနဲ့လိုက်ပါပြီးဆွန်နိုင်တယ်လို့ဟိုအတင်းကဒါတစ်ဖက်ဘောလုံးဆုံးရှုံးနေတဲ့အချိန်ဒီတစ်ဖက်အတင်းကို present ပေးရမယ့်အချိန်မှာလည်းသူ့အနေနဲ့အကောင်းဆုံးအနေထားပေါ့နော်အကောင်းဆုံး position မှာသူရှိရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်အထူးသဖြင့်ဒီညာဘက်ခြမ်းကဒီညာဘက်ခြမ်းကသူတောင်းယူထားတဲ့ညာဘက်ခြမ်းကဒီ Venice ရဲ့တို့ဒီအဲဒီဘက်ဘယ်ခြမ်းကို sorry ညာဘက်ခြမ်းတော့ပြည်တယ်ဘယ်ခြမ်းပေါ့နော် အရီယယ်မက်ထရက်ဘက်ကနေကြည့်မယ်ဆိုဘယ်ချမ်းပေါ့နော်ဘယ်ချမ်းကိုစင်းလာမြတာ MVP တို့ကိုဒါကော်နာကော်နာဘရဒင်းနဲ့အတူတူဒါအကောင်းဆုံးသူတို့ဒါဟန်တာခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါရန်ဂရက်ဘ်ကိုကျွန်တော်ကအာ8ပေးမယ်ပေါ့နော်8ပေးခြင်းနဲ့နောက်တစ်ယောက်ကတော့ဒါလက်စစ်မက်ကလာစတာပေါ့နော်ဆိုတော့လက်စစ်မက်ကလာစတာကအဲကျွန်တော်တို့ဒီယာဒီပေါ့နော်ဒီယာဒီမှာဖောင်ပျောက်နေတဲ့ဖောင်ဒီပျောက်ဆုံးနေတဲ့ကစားသမားတွေကတက်ရောက်လို့ကျွန်တော်တို့ တတ်မှတ်လို့ရတယ်ပေါ့နော်အထူးသဖြင့်အထူးသဖြင့်သူ့ရဲ့ဒီဘယ်လိုပြောမလဲ fitness ပေါ့နော်သူ့ရဲ့ဒီကြံ့ခိုင်မှုကကြံ့ခိုင်မှုမပြည့်တဲ့ပြဿနာတွေရဲ့နောက်ဆက်တွဲအနေနဲ့သူ့ရဲ့ဒါကစားပုံသူ့ရဲ့ form ကပါအကျလာတာပေါ့နော်ဒါပေမဲ့သူ့ရဲ့အရင်နှစ်ကဒီခြေစွမ်းကိုပြီးခဲ့တဲ့ဒါအက်စတရိုဘီလာနဲ့ပွဲမှာပြန်ပြီးတော့ရှာဖွေတွေးရှိခဲ့တဲ့တို့ပဲဒါပြောရမှာပေါ့เนาะဆိုတော့ဒီနေ့ပွဲမှာဆိုရင်လည်းသူ့အနေနဲ့ဒါတိုက်စစ်ကိုအများကြီးပေါ့เนาะအများကြီးအမြဲတမ်းအချိန်ပြေးလိုက်နေရမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူ့အနေနဲ့ အာသွားတင်တဲ့အချိန်ကန်တင်တဲ့အချိန်ဒီပံမိုးတင်တဲ့အချိန်မှာအများနဲ့အသိရှိနေတာမျိုးကိုတွေ့ရတယ်။အာဒီပြိုင်မန်းရဲ့ဒီ16ကိုက်စီထိတ်ပေါ့နော်ထိတ်နားလောက်ထိကိုအာထိတ်နားလောက်ထိသူတက်ပြီးတော့ဒါတာဝန်ယူပြီးတော့ကစားတာမျိုးကိုတွေ့ရတယ်။အကြမ်းတဲ့အချိန်တွေတော်တော်များများမှာကတော့ကွင်းနဲ့နောက်မှာပဲသူကြံခဲ့တာမျိုးကိုတွေ့ရရပေါ့နော်။အထူးသဖြင့်ကတော့ဒီ Ryan sorry ဒီ Gravel ရှိတက်နေတဲ့အချိန် Super Slide ရှိကို present တက်လုပ်နေတဲ့အချိန်ဒီအာဒီ အာ free mps ကဒါတစ်ဖက်က present ကိုကြော်လာမဲ့ဘောလုံးတွေကိုအပိတ်ဖို့အသင်စောင့်နေတဲ့အချိန်မျိုးမှာသူ့အနေနဲ့ကွင်းလဲမှာအစင်သက်နေရာယူပြီးတော့ကစားတာမျိုးတွေ့ရတယ်။အဒီနေ့ပွဲရဲ့ဒီအတန်ဖိုးအတင်အချားပေါ့နော်အတန်ဖိုးအတင်အချားတွေကွင်းလဲရေးတစ်ခုလုံးကိုလီဗာပူးကွင်းလဲတစ်ခုလုံးကိုထိန်းချုပ်တဲ့အထိန်းချုပ်မှုတွေအကုန်လုံးကဒါမက်ကလန်စာစီကလာရလို့ပြောလို့ရရပေါ့နော်။ဆိုတော့အသူ့အနေနဲ့အနိုင်ကိုကိုလဲကျွန်တော်တို့သွင်းပေးသွားရတယ်။ဆိုတော့သူ့ကိုကျွန်တော်တို့က rating number ကျွန်တော်9ပေးမယ်ပေါ့နော်။ နောက်တစ်ယောက်ကတော့ Super Slime ပေါ့နော် Super Slime က Diadima ကဒီဘောက်မှုမှာခြေစွမ်းအပြားနိုင်သူကစားသမားလူကျွန်တော်တတ်မှတ်လို့ရရပေါ့နော်အဲဒီဘောက်မှာပုံမှန်ခြေစွမ်းရနေရနှစ်ယောက်ရှိတယ်တယောက်က Alison Back က Alison Back ကတော့ဒါကန်ဆိုးစွာနဲ့ဒဏ်ရာရပြီးတော့အခုချိန်ဒီတာမကစားနိုင်သေးဘူးပေါ့နော်နားနေရတယ်ဆိုတော့ Super Slime တယောက်ကိုကျွန်တော်တို့ကြံခဲ့တာပေါ့နော်အဲ Super Slime ကသူ့ရဲ့ Super Power ဖြစ်တဲ့ဒါ Worry ပေါ့နော် Worry ကတအားကောင်းတယ်ကစားအားက တော်တော်ကိုကောင်းတာကိုတွေ့ရတယ်ပထမဆုံးဒီနေ့ပွဲမှာကစားပဲကောင်းတာမဟုတ်ဘူးအသင်းဒီအသင်းပေါ်ရင်းနဲ့ထိဆက်ကစားတဲ့ပုံကတော်တော်ကိုကောင်းတာကိုတွေ့ရတယ်သူတစ်ဖြစ်ဒီညာဘက်ချမ်းမှာကစားတဲ့ဒါမိုဟမဆာလာတို့ဒီကော်နာဘရဒလီတို့အပါအဝင်ခြေတန်းနေပြီးတော့နောက်ကိုဆင်းပြီးတော့အာထိဆက်ကစားတဲ့အီဂီတီဂီယိုနဲ့အကောင်းဆုံးတွဲဖက်ပြီးတော့ကစားတာကိုတွေ့ရတယ်အဲပြီးသွားရင်သူ့အနေနဲ့ဒီထိရောက်တဲ့ကန်ချက်တီကိုလည်းဒါပြုတ်လုပ်နိုင်တာမျိုးတွေ့ရရပေါ့နော်အဲပထမပိုင်းမှာဆိုရင် အဘရာဝိုင်းမှာဆိုသူနှစ်ခါကန်ရရပေါ့နော်ပထမတစ်ခါကဒီအာဒီမြေမြေနှိပ်ပေါ့နော်အနေဘောကိုသူတောင်းပြတ်ကန်တယ်အကိုသမားဖမ်းမိသွားတယ်ပေါ့နော်ကော်ဒရိုက်ဖမ်းမိသွားတယ်ဒုတိယကိုကတော့ဒုတိယလုံကတော့ဒီအဲ့ဒီနေရာလောက်ကနေပြီးပဲသူအပြင်းကန်တာပေါ့နော်ကိုသမားတော်တော်ကောင်းလို့ဒါဒီကာကွယ်ကာကွယ်သွားနိုင်ခဲ့တာပေါ့နော်အဲနောက်နောက်တစ်ခုကသူအပိုင်ခွင့်ရဲ့ချန်စ်တစ်လုံးရသေးတယ်သူသူ့အနေနဲ့ကိုသမားကို အကျော်ပြီးတော့ကန်ထဲပို့ကြိုးစားတဲ့ပုံပဲဒါပေမဲ့ Cordwright ကလည်းအရှိကိုတက်တဲ့အချိန်က timing ကလည်းတော်တော်ကောင်းတယ်လို့သူသူကာကွယ်တဲ့ပုံစံကလည်းတော်တော်ကောင်းတယ်ပေါ့နော်ဆိုတော့ကန်ဆိုးစွာနဲ့ပဲသူလည်းအဲ့ဒီခိုးကိုမရခဲ့ဘူးပေါ့နော်အဲတကွေးလုံးမှုနေထားနေကြည့်ရမယ်ဆိုရင်ဒါအနိုင်ကိုရရှိသွားတဲ့ McLaster ရဲ့အလုံးကိုလည်းသူဖန်တီးမှုလုပ်ပေးနိုင်ခဲ့တယ်အဲ့ပြင်ကိုဒီ Cancel Call Tactic Call ကိုဒီမမောနိုင်မပန်းနိုင်တဲ့ဒီလိုတဲ့နေရာတွေတောက်လျှောက်တောက်လျှောက်ကိုလိုက်ဖြစ်ပြီးရောကစားတာကို တို့တွေ့ကြရတယ်ဗောနော်ဆိုတော့နောက်ထပ်ဆိုဘူ slide ရဲ့ဒါဒီမပြီးဆုံးနိုင်တော့သူ့ရဲ့ဒါအကောင်းဆုံးညရည်တရတညကိုသူပိုင်ဆိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဆိုဆိုဘူ slide ကိုကျွန်တော်ကဒါ reading number ကျွန်တော်9ပေးခြင်းနေဗောနော်ပြီးတော့နောက်တစ်ယောက်ကကျွန်တော်တို့ဒါမိုမဆာလာဗောနော်မိုမဆာလာကဒီလီဗာပူးအသင်းကမိုမဆာလာကိုလက်ရှိမှာပြစ်လို့မရသေးဘူးဆိုတာကပြစ်လို့မရသေးဘူးလို့အကောင်းဆုံးပြစ်လို့မရဘူးဆိုတာကိုအကောင်းဆုံးသတိပြသွားရဲပွဲလို့ပဲကျွန်တော်တို့ အာပြောအောင်ပဲဗောနော်တော့ဆိုတော့ခေစာတို့ဘာတို့ကကျွန်တော်တို့ဒီဒီဂိုးတွေသူနေကျူးစာကျူးစာကစားရဲဆိုတာမှန်နေဗောနော်ဒါပေမဲ့ချန်ခိုင်မူဘိုင်းအနေထားတွေပြီးတော့နောက်တစ်ခုကဒီအခုလက်ရှိကစားပုံနဲ့အာဒီကစားဟန်ကိုနားလေတကျွမ်းကျင်တဲ့အပိုင်းမှာကမွန်မဆာလာကိုဒီသူ့ရဲ့ right wing right hand right 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 wing ဗောနော် right wing မှာမှီးရဲသူမရှိဘူးဗောနော်ဆိုတော့ဒီနေရာမှာမွန်မဆာလာကိုပဲကျွန်တော်တို့ဒါတုံးရမှာပဲဗောနော် ဆိုတော့ဒီနေ့မှာလည်းအဲသူ့ကိုတုံးပြီးတော့သူ့ကိုတုံးတဲ့အာနစ်စလော့သူ့ကိုတုံးတဲ့ပုံစံမှန်တာဖြစ်တဲ့အတွက်မိုဟာမက်ဆာလာအနေနဲ့လည်းဒါအကောင်းဆုံးဒီ ထိရောက်တဲ့တိုက်စစ်စင်မှုတွေကိုသူလုံသွားနိုင်တာကိုတွေ့ရရပေါ့နော်အဲဒီ traveling တချို့သူမအောင်မြင်ဘူးဟိုဘက်ကဒီအာပြိုင်မဲ့နောက်တန်းကစားသမားပဲနောက်တန်းကစားသမားကသူ့ကိုတချို့ဒီ traveling တွေမှာသူတားဆီးခံရတာမျိုးရှိရဲဒါပေမဲ့တကယ်တကယ်ပေါ့နော်ချင်းချောက်တဲ့ချင်းချောက်တဲ့အချိန်ပေါ့ပြိုင်မဲ့ကိုဘက်ကိုချင်းချောက်တဲ့အချိန်မျိုးမှာလေလုံးဝကိုဒါဒီကိုရနိုင်သူနီးပါအထိကိုဒီချင်းချောက်နိုင်တာမျိုးတွေ့ရတယ်အထူးသဖြင့် ဒီကပူကိုသူပေးလိုက်တဲ့အလုံးဆိုရင်ဒါဂိုးပြီလို့တောင်ထင်တာပေါ့နော်ကပူပေးလိုက်တဲ့အလုံးကပူကန်သွားတာကန်ဆိုးသွားနေပဲအော်ကွန်ထရိုက်တက်တဲ့ကိုကန်မိတဲ့အလုံးနေပြီးတော့ရင်အဲ့ဘက်ချမ်းကနေပြီးတော့ပဲအဲပုံမှန်ဆိုရင်များမိုဟာမဆလာကဒီကက်ရင်ဆိုင်ချိုးပြီးတော့သူအမြဲတမ်းကန်လေးရှိရဲဒါပေမဲ့ထူးဆန်းသွားနေပဲဒီဒီနှစ်ပွဲမှာသူအဲ့လိုမျိုးကန်တာမျိုးကို မတွေ့ရဘူးပေါ့နော်အဲတစ်ဖက်ကဒီကပူရှိရဲ့ဘက်အဲကပူမလာခင်တော့ဒါဒါ Free VS တို့ sorry ဘက်ချောင်းလှမ်းလှမ်းပြီးတော့ကြော်ချပေးတာမျိုးတွေပဲတို့တွေ့ရရဲ့ပေါ့နော်အဲပြီးနောက်တစ်ခုကဒီအဲ ဒီအသင်းပေါ်ရင်းနဲ့ကစားဖို့ကလည်းတော်တော်ကိုအသင်းပေါ်နှစ်ချိတ်ဆက်ကစားဖို့ကလည်းတော်တော်ကိုဒါကောင်းတာကိုတွေ့ရတယ်ဗောနော်ဆိုတော့ဒါမိုမက်ဆာလာကဒီဒီနေ့ပွဲမှာတချို့အချိန်ဒီမှာသူ့အနေနဲ့တားဆီးခြင်းခံရတယ်ဆိုပေမဲ့အသူ့ရဲ့ movement ရတဲ့အချိန်တိုင်းမှာဒါတစ်ဖက်အသင်းကိုအကောင်းဆုံးအကြီးမားဆုံးဒီချင်းချမှုအဖြစ်ရှိနေဆဲပဲပေါ့နော်ရှိနေအဲချင်းချမှုတွေပေးနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့မိုဟာမက်ဆာလာကိုကျွန်တော်ကအာဒီ rate နံပါတ်၈ပေးတယ်ပေါ့နော် နောက်ထပ်တစ်ယောက်ကကျွန်တော်တို့ဒါအီဂီတီကီပေါ့နော်အီဂီတီကီကဒီနေ့အီဂီတီကီကတော်တော်အလုပ်ကျူးစားတဲ့အခြားသိလို့ပဲပြောအောင်မယ်ပေါ့နော်ဆိုတော့တိုက်စစ်မှာသူကဒီ present present လုပ်တဲ့ဒီ present တောင်းအောင်တန်းပေါ့ဒီရှေ့တန်းကိုသူကဥဆောင်ပြီး present လုပ်တဲ့သူပေါ့နော်အဲသူအနေနဲ့ဒါ present လုပ်တဲ့အခါကျရင်လည်းဒါ ဒီအသင်းမော်ရီနဲ့ချိတ်ဆက်ပြီးတော့နားလည်မှုရှိရှိနဲ့ present လုပ်နိုင်တာကိုတွေ့ရတဲ့အပြင်ကိုဒါ present မလုပ်ဘူး okay present မလုပ်တဲ့အချိန်မှာလည်းသူတို့ဒါအနောက်ကိုဆုတ်ပြီးတော့ဒါတေချာလေးဒီ floor ရိနဲ့ကစားနိုင်တာကိုလည်းတွေ့ရတယ်ပေါ့နော်အထူးသဖြင့်သူကအလုပ်ကြိုးစားပြီးတော့ကစားရဲဆိုတာကသူ့အနေနဲ့ဒီနေ့ပွဲမှာလိုအပ်ရင်ညာဘက်ချမ်းထွက်တယ်ရှေ့တန်းမှာလည်းအဲရှေ့တန်းမှာလည်းသူဒါအတူစိတ်လေးနဲ့တွေ့ကစားဖို့ကြိုးစားတယ်ဒီအဲ ဒီဘယ်လိုပြော transaction run တွေအတွက်လည်းသူပြေးပြီးတော့ကစားနိုင်တယ်မိုဟမက်ဆာလာတို့ဒီ foreign vs တို့အတွက်ဒီနေရာလုတ်တွေကိုလည်းကောင်းကောင်းဖန်တီးပေးနိုင်တယ်အဲ့အပြင်ကိုဒီကိုယ်နဲ့အထီးကိုသူစင်းပြီးတော့အသင်းပေါ်ရင်လည်းချိတ်ဆက်ပြီးကစားတဲ့ပုံကတော်တော်လေးကောင်းတယ်ပေါ့နော်ဆိုတော့အာဒီအာအီဂီတီကီကဒါအလုတ်ရန်လုတ်တဲ့ဒီ chart တွေလိုပဲခေါင်းစဉ်တက်အောင်ပါပေါ့နော်အဲဒုတိယပိုင်းအစမှာသူခေါင်းတိုက်လိုက်တဲ့နှလုံးကဒါတလုံးက ကုသမကော်ရိုက်ကောင်းသွားလို့မဝင်တာနောက်တစ်လုံးကကန်ဆိုးစွာနဲ့ပဲဒီကိုဘာဒန်တောင်းပေါ့နော်ဆေးပြားစီတောင်းအပေါ်လေးကနေပြီးကတ်ထွက်သွားတာပေါ့နော်သူကန်ဆိုးစွာနဲ့ပဲကိုမရခဲ့ဘူးပေါ့နော်ဒါပေမဲ့ကိုမရခဲ့တဲ့တိုင်အောင်သူစီကကျွန်တော်တို့လုံလောက်တာထပ်ပို့ရဲဆွမ်းဆောင်ရည်ကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့ EDK ကိုကျွန်တော်ကဒါ ready number 8ပေးခြင်းတယ်ပေါ့နော်နောက်တစ်ယောက်ကကျွန်တော်တို့ ဒါ Froyen VS ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာထူးဆန်းစွာနဲ့ပဲကျွန်တော်တို့ဒါ Corrigate ဘူကို Corrigate ဘူကို line up အောက်ပြီးတော့ဒါ Froyen VS ကိုထည့်ပြီးတော့တုံးလာရေပေါ့နော်အာဒီ server ပေါ်မှာကြည့်လိုက်ချင်းအဖြစ်တော့ဒါ Froyen VS က Corrigate ဘူနေရာဖြစ်တဲ့ lap win မှာဆော့မယ်ဆိုပြီးတော့ဒါတွေးစရာရှိရေပေါ့နော်အဲဒါပေမဲ့တကယ်တကယ်ဆော့သွားတဲ့အခါကြာတော့ဒီ Froyen VS ကလက်ဝဲမှာပဲဆော့တာမျိုးမဟုတ်ဘူးပေါ့နော်သူ့အနေနဲ့ဒါ ဒီနံပါတ်10ရိုးနေရာမှာလဲကောင်းကောင်းစော့သွားသလိုညာဘက်ချမ်းတီဆွဲပြီးတော့ညာဘက်ဆန်းတီထွက်ပြီးတော့ဒါ present နေပေးဒါမို့ဒီအသင်းပေါ်ညတွဲပြီးကစားတာမျိုးတွေ့ရရပေါ့နော်ပထမပိုင်း၄မိနစ်မှာနေဗျာဒီ free vs ရဲ့ဒါ present လုတ်ပြီးတော့ဝင်လူတဲ့အရာနေပြီးတော့ super slide ပြန်ဆိုသူကဝင်လူတဲ့ဘောလုံးရပါချင်ပေါ့ super slide ကိုချပေးရဲ super slide ကဒါ marker ကိုချပြီးကျမကကန်လက်ချက်မှာ bit အပေါ်နေနဲ့ထောင်တက်သွားအဲလုံးမှတ်မိလိုက်မယ်ထင်တယ်ဆိုတော့ဒီနေရာမှာဒီဒီ free vs ကအသင်းရဲ့တိုက်စစ်ကို အကောင်းဆုံးတာဖန်ဒီအာဒီပံပိုးနေရလို့ပြောလို့ရအောင်သူစီကသူစီအလားအလာတွေအများကြီးမြင်ရတယ်ပေါ့နော်။ဟာဒီလိုမျိုးဒီနေ့ဒီလိုမျိုးခြေစွမ်းမျိုးနဲ့ဆိုရင်အတီချပေါ့ အဲကျွန်တော်တို့သူ့ရဲ့အနာဂတ်တောက်ပွားအနာဂတ်ကအခြေစွမ်းပြလာမယ့်အနာဂတ်ဂိုးတွေဒီတော့အစ်စ်တွေရလာမယ့်အနာဂတ်ကမဝေးတော့ဘူးပေါ့နော်ဆိုတော့ပြောချင်တာက Trojan VS ကိုကျွန်တော်စိတ်ရှိပေးဖို့လိုတယ်သူ့ကိုအကောင်းဆုံးဒါဒီ support ပေးဖို့လိုတယ်သူ့စီကလောလောဆယ်မှာအလောဆယ်မှာဆိုရင်လည်းအကောင်းဆုံးဖြစ်တယ်မျှော်လင့်ချက်ရောင်းချီရမြင်နေရပြီပေါ့နော်သူလည်းအကောင်းဆုံးကစားနေတာကိုတွေ့ရတယ်ပေါ့နော်အဲဆိုတော့ Trojan VS ကိုကျွန်တော်ကဒါ3 number 8ပေးခြင်းတယ်ပေါ့နော်ဆိုတော့နောက်ဆုံးနေတဲ့ဒါ Man of the Match ပေါ့နော်ဆိုတော့ Man of the Match က အထူးသဖြင့်ကျွန်တော်မျက်လုံးထဲမှာကော့ကော့ကွင်းကွင်းနဲ့ဒါတင်ပေါ်နေတာဆိုလို့ဒီ corporately ရဲ့ကျွန်တော်မျက်လုံးထဲမှာဒါ dominant service line ရဲ့ဒီ mac cluster ရဲ့ပေါ့နော်ဒီ၃ယောက်ကကျွန်တော်မျက်လုံးထဲမှာဒါအကောင်းဆုံးတင်ပေါ်နေတာကိုတွေ့ရရယ်ပေါ့နော်ဒီ၃ယောက်လုံးကတယောက်နဲ့တယောက်ကသူ role ချင်းမတူတာဖြစ်တဲ့အတွက်ဒီအသင်းအပေါ်မှာအကျိုးပြုတဲ့ပုံစံချင်းကမတူဘူးအဲဒါပေမဲ့သူတို့ရဲ့အကျိုးပြုတဲ့ပုံစံပုံစံဒီကိုကျွန်တော်တို့ ဒါဆန်နှုံးနေနဲ့တတ်မှတ်ခနိုင်းနဲ့တတ်မှတ်လိုက်ရမယ်ဆိုရင်ခုနပြောသလိုပေါ့ကျွန်တော်999ပေးထားရပေါ့เนาะသုံးပုံစလုံးကအတူတူပဲလို့ကျွန်တော်တို့တတ်မှတ်လို့ရတယ်အမှန်တော့သမတ်တော့သုံးယောက်လုံးပေးလို့ရတယ်ဆိုရင်မင်းတို့မင်းတို့သမတ်ကိုသုံးယောက်စလုံးပေးချင်တာပေါ့เนาะအဲဒါပေမဲ့အတယောက်တည်းကိုရွေးရမယ်ဆိုရင်တော့ကျွန်တော်ကာတာမက်ကလစတာကိုပဲဒါရွေးချင်တယ်ပေါ့เนาะအနိုင်ကိုတွင်းသွားတာအပါဝင်အဲသူ့ရဲ့ဒီပုံစံအမှန်ဖြစ်တဲ့သူ့ရဲ့ form ကိုလည်းကောင်းကောင်းသူပြန်ရနေပြီအဲကောင်းကောင်းခြေစွမ်းပြသွားအောင်လည်းတွေ့ရတယ်အဲမက်ကလစတာပြန်လာခြင်းနဲ့အတူလီဗာပူးရဲ့ အဲကျွန်တော်တို့ဒါနောင်လာလာမဲ့ဒီပွဲတွေမှာလည်းဒါအကျိုးသက်ရောက်မှုအကြီးကြီးမားမားကျွန်တော်တို့မြင်ရဖို့ရှိရပါတော့အဲဆိုတော့ဒါကကျွန်တော်တို့ကျွန်တော်ရဲ့ဒါအာဒီဒီဘဝရီယယ်မက်ထရစ်ကစားခဲ့တဲ့ပွဲရဲ့ဒါပလေယာရေတင်လေးနဲ့ဒီကစားသမားတွေအပေါ်မှာဒီနေ့ပွဲအတွက်ကျွန်တော်ရဲ့အမြင်လေးဖြစ်ပါတယ်ဆိုတော့လက်ကြည့်ပေးကြရင်ဒီကိုဒီအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်